ဲ့တော့ तू ခွင့်မပြုနိုင်တဲ့အချက်၅ချက်ကိုငါတောင်းမယ်ဘယ်နည်းနဲ့ဖြစ်ဖြစ်ဒီ၅ချက် तू ခွင့်မပြုဘူးဆိုလေငါကြိုက်လိမ့်မယ်နဲ့ရသော်ဘုရားစီဟာမပြတ်သွားပြီတော့ရှင်ဘုရားတဲ့တပည့်တော်ရှင်ဘုရားကိုတောင်းဆိုစရာ၅ချက်ရှိပါတယ်တောင်းဆိုစရာရှိပါလျှောက်ထားပါရစေဆိုပြီးတော့သူဘာတောင်းလဲဆိုမြတ်စွာဘုရားအနေနဲ့အမိန့်ချမှတ်ပေးပါတဲ့တန်ခါတွေကို ေးငါသာသနာဝင်ရောက်လာပြီးတော့ယဟန်ဖြစ်ပြီဆိုလို့ရှိရင်တဲ့ရှားဝစီဝံအရဉ္ဇိကအတ္တတောเจ้าမှာပဲနေရမယ်တသက်လုံးတောเจ้าမှာပဲနေရမယ်ရွာเจ้าမျိုးเจ้าမှာမလာရဘူးရွာเจ้าမျိုးเจ้าနေမလာရဘူးတောရเจ้าမှာပဲအမြဲတမ်းနေရမယ်အကယ်၍ရွာเจ้าမျိုးเจ้าမှာနေမယ်ဆိုလို့ရှိရင်အပြစ်အပါတင်းရောက်ပါစေ ဒီဟာအပြည့်ရှိတဲ့ယဟန်လို့သတ်မှတ်မယ်ဒါတစ်ချက်နောက်တစ်ခုကယဟန်မှန်လို့ရှင်အသက်သက်ဆုံးဆုံးခံပြီးတဲ့ဆုံးခံပြီးမှသာဆွန်းစားရမယ်တရားတော်မတွေကပင့်ဖိတ်ကျွေးတဲ့ဆုံးကိုလက်မခံရဘူးလက်ခံရင်အပြစ်ရှိတယ်အပြစ်အာပါတင်းရောက်တယ်လို့ဥပဒေသတ်မှတ်ပါဒါဒုတိယအချက်တတိယအချက်ကတော့ ယဟမန်လို့ရှင်အသက်ထဆုံးပန်းတကူတင်ငန်းပဲဝတ်ရမယ်တခါရကမတွေလှတဲ့လှူတဲ့တင်ငန်းကိုလက်မခံရအောင်လက်ခံရင်အပြစ်တင်ရောက်ရမယ်ဒီလိုဥပဒေသတ်မှတ်ပါနံပါတ်၄ကျတော့ယဟမန်လို့ရှင်တပင့်ရင်းမှာပဲနေရမယ်တပင့်အောင်မှာပဲနေရမယ်เจ้าနေကံနေနဲ့မနေရဘူးအရေးအောင်မဝရဘူး အမိုးကံရှိတဲ့အဆောင်အောက်ကိုမဝင်ရဘူးတစ်ပင်ရင်တစ်ပင်အောက်မှာပဲနေရမယ်အကယ်၍တစ်ပင်အောက်မနေဘူးအမိုးကံအောက်ရောက်တဲ့ဆိုရင်ဒီယဟဟာပြည့်ရှိတဲ့ယဟန်ပြည့်မှုကျွလွန်တဲ့ယဟန်ဖြစ်သတ်မှတ်ရမယ်ဟောနံပါတ်5ကြတော့ယဟန်မှန်လို့ရှိရင်အသက်တဆုံးပါငါမစားရဘူးမစ္ဆမန္တ ငားဆိုတာရေတရဝါမတဆိုတာအသားကကုန်းတရဝါအဲ့တော့ရေတရဝါကုန်းတရဝါအသားကိုရှောင်ရမယ်မရှောင်ဘဲနဲ့စားမယ်ဆိုရင်အဲ့ဒီယဟန်အပြည့်အမတည်စီရဒီအချက်၅ချက်ကိုပြည့်ညတ်ပါလို့ဘုရားကိုသွားတောင်းဆိုတာမြတ်စွာဘုရားကညှင့်ပယ်လိုက်တယ်ငါပြည့်ညတ်ပြီသားဖြစ်တယ်တဲ့ မတော်ဘူးတဲ့ဒီဟာတွေငါခွင့်မပြုဘူးတဲ့တောရနေခြင်းတဲ့ပုဂ္ဂိုလ်တောရမှာနေပါစေမြို့နီးရွာနီးကျောင်းမှာသတင်းသုံးခြင်းတဲ့ပုဂ္ဂိုလ်လည်းပဲနေပါစေဒီခွင့်ရှိရမယ်ဆွမ်းခံပြီးစားခြင်းတဲ့ပုဂ္ဂိုလ်လည်းပဲဆွမ်းခံပြီးတော့စားပါစေဘုံကံကြီးလို့တရားဓမ္မပင့်နေဆုံးဆိုလို့ရှိရင်လည်းစားခြင်းတဲ့ပုဂ္ဂိုလ်စားခွင့်ရှိရမယ် ဘန္တကူသင်္ကန်းကိုဝှချင်တဲ့ပုဂ္ဂိုလ်ဆိုရင်လည်းဝှလို့ရအေးတက္ကရကမလှူတဲ့သင်္ကန်းမှအစဉ်ပြေတယ်ဆိုရင်လည်းတက္ကရကမလှူတဲ့သင်္ကန်းကိုလက်ခံမစေငါပြည့်ညတ်ပြီးသားခွင့်ပြုပြီးသားဖြစ်တယ်ယဟမန္တရသစ်ပင်ရင်အောင်နေတယ်ဆိုတာရှစ်လသစ်ပင်ရင်အောင်နေနိုင်တယ်လို့ငါခွင့်ပြုပြီးသားဖြစ်တယ်အဲ့ဒီတည်းပို့ပြီးတော့ခွင့်ပြုစရာအကြောင်းမရှိဘူးမိုးရသည်မှာ သစ်ပင်အောင်နေလို့ဘယ်လိုလုပ်ရမလဲအဲ့တော့ မိုးရသည်မှာအမိုးကအောင်နေပြီးတော့ဆောင်းတဲ့ຫນွေတွေမှာကြတော့တပည့်အောင်မှာနေလို့နေလို့တဲ့ပုဂ္ဂိုလ်နေလို့ရတယ်လို့ငါခွဲခြားပညာပိသားဖြစ်တယ်။တန်ငါရှောင်ကျင်တဲ့ပုဂ္ဂိုလ်ရှောင်တန်ငါနဲ့ပတ်သက်လာလို့ရှင်ကို့အတွက်တတ်တာမဟုတ်ဘူးဆိုရင်ကိုကိုယ်တိုင်လည်းမမြင်ဘူးကိုကိုယ်တိုင်လည်းကြားတာမဟုတ်သူများပြောလို့ကြားတာလည်းမဟုတ်ဘူး တန်တရားလည်းမရှိဘူးဆိုရင်တန်ဃာစားခွင့်ရှိတယ်ရှုထောင့်သုံးခုကစင်ကြယ်ဖို့လိုတယ်ကိုယ်အတွက်တတ်တဲ့သားလို့ကိုယ်ကိုယ်တိုင်မြင်မယ်သတင်းကြားမယ်တန်တရားရှိမယ်ဆိုမစားနဲ့အေးမြို့ထဲရွာထဲမှာသူ့ဘာသူအသားဖြင့်ရောင်းပြီးတော့ဆိုင်ကနေအသားဝယ်ပြီးတော့နော်အသားဝယ်ပြီးတော့ချက်ပြုတ်ကတ်တဲ့ဟင်းမျိုးကြတော့ရဟန်းတန်ဃာတွေနဲ့ဘာမှ ပြဿနာမရှိဘူးကိုကြောင့်တေးတာမဟုတ်ဘူးတေးပြီးသားတရားရဲ့အသားကိုကတ်ထားကြတော့တိကောတိပရိသုဒ္ဓအစွန်၃မျိုးလွတ်တယ်လို့အဲ့ဒါမျိုးကိုငါခွင့်ပြုတယ်လို့မြတ်စွာဘုရားကငါခွင့်ပြုပြီးသားဖြစ်သည့်အတွက်ကြောင့်မင်းရဲ့တောင်းဆိုချက်တွေတခုမှမလိုက်လျောနိုင်ဘူးလို့မြတ်စွာဘုရားကလည်းဒီလိုလဲအမိန့်ရှိလိုက်ရောဒေဝတကရင်ထဲမှာနော်ကျိတ်ပြီးတော့ပြုံးတာ ကျိတ်ပြုံးရင်ဘလို့နေမလဲမသိဘူးအဲ့တော့ကျိတ်ပြီးတော့ပြုံးပြီးဖះကိုဝှချပြီးထားသူ့စိတ်ကူကလည်းခွင့်မပြုတာပို့ကြိုက်တယ်လေအေးအဲ့လိုခွင့်မပြုဘူးဆိုတဲ့အခါကျတော့မြို့ရဲရွာရဲရောက်တော့ငါကဒီအချက်ဒီအချက်ဒီတောင်းနေရဟမှန်ရင်ဒီလိုနေရမယ်အခုကိုရော်တွေကမဟုတ်ဘူးဒီလိုနေကြတာမဟုတ်ဘူးရဟန်းဆိုတာဒီလိုခေါင်းခေါင်းဖွာဖွာကျင့်နေတယ်ဆိုပြီးတော့လိုက်ပြီးတော့ဝါရဖြန့်တာ ပဲပြီးတော့ဝါဒဖြန့်တတိနားလဲတဲ့စဉ်းစားဉဏ်ရှိတဲ့ပုဂ္ဂိုလ်ကြီးရတော့ဒါဒီဝရဟာတတ်တဲ့မဲ့ဒီအသိင်းကွဲပြဲဖို့ရသော်ဘုရားရဲ့တပိတာဝကတွေအတွင်းမှာကွဲအောင်ပြဲအောင်တတ်တဲ့လီဆယ်ပြီးတော့ဖန်တီးနေတာဖြစ်တယ်လို့သူ့ကိုမထောက်ခံတဲ့ပုဂ္ဂိုလ်ကြီးကအဲ့လိုတွက်ကြတယ်ယဟန်နေသွားစီယုံတယ်စီယုံတော့သိပြီးတော့နားမလဲပါမလဲ ဝေဒာလိပီကရဟန်း900ရပြီးတော့ဟောပြောစည်းရုံးတာကိုဒီရသော်ဘုရားကြားတယ်ရသော်ဘုရားကြားတယ်ရသော်ဘုရားကအေးမလုံတဲ့မူငါဟောထားတဲ့ငါချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေပြတ်အောင်မလုံတဲ့မူမလုံဖို့မြတ်စွာဘုရားကခေါ်ပြီးတော့တတိပေးတယ်မရဘူးမြို့ထဲမှာဆုံးခံသွားရင်ရှင်အနန္ဒနဲ့တွေ့တော့သူက စကားပါလိုက်တယ်။ဘာရှင်အနန္ဒာဒီဥပုပ်နေမှာငါသံဃာဂိုင်းကြီးတခုခွဲပြီးတော့ထောင်းတော့မယ်။ဂေါရမဗုဒ္ဓနဲ့ငါလမ်းခွဲတော့မယ်။ရဟန်းဂေါရမနဲ့ငါလမ်းခွဲတော့မယ်။အဲ့ဒါလို့ရှင်အနန္ဒာကိုပြောလိုက်တဲ့ပြောလိုက်ပြီးတဲ့နောက်မှာသူကဥပုပ်နေမှာလောက်လဲဆို။တိမ်ထဲမှာဥပုပ်ပြုတဲ့အချိန်မှာမြတ်စွာဘုရားရဲ့ ခြံတဲ့တပည့်တွေနဲ့အပေါင်းအသင်းမလုံးတော့ဘဲနဲ့တန်ခါခိုင်းကြီးတစ်ခုထခွဲလိုက်ပေါ့နော်ဥပုပ်ပြိုင်သူပြုတ်လိုက်တယ်အုပ်စုနှစ်ခုဖြစ်သွားတယ်အဲ့ဒါတန်ခါဗေဒကကံဆိုတာအဲ့ဒါကျွလွန်လိုက်တာပဲအဲ့ဒီနေ့တကယ်တန်ခါဗေဒကကံဆိုတာတိမ်ထဲမှာနှစ်ဘက်ကနှစ်ဖွဲလှုပ်ပြီးတော့ဒီဝိနည်းကံဆောင်းပြီဆိုလို့ရှိရင်တော့ဒါတန်ခါဗေဒကကံထိုက်တယ်လို့ခေါ် အာဘိဓကကံထိုက်တယ်အဲ့တော့ဒီဝိဒဟာမြတ်စွာဘုရားရဲ့ဒီခြေမတော်ကိုသွေးခြေဥစေတဲ့လောဟိတုပ္ပါဒကကံကိုလည်းသူကျွလွန်လိုက်တယ်အခုတန်ခါဘိဓကကံဆိုတာကိုလည်းထပ်မံကျွလွန်လိုက်တယ်ဆိုတော့ကံကြီး၅ပါးထဲမှာသူနှစ်ခုကျွလွန်လိုက်တယ်သဘောပဲအဲ့လိုကျွလွန်တာမြတ်စွာဘုရားကနေပြီးတော့တတိပေးတယ်ခေါ်ပြီးတော့ ဂရုကောတန်ခါပေတော့တန်ခါကွဲပြောင်းအောင်လုပ်တာမင်းအပြစ်သိကြီးတယ်ညင်ညွတ်တဲ့တန်ခါကိုခွဲပြဲမယ်ခွဲအောင်လုပ်တယ်ဆိုတဲ့အကုသိုလ်အလွန်ကြီးလေးတဲ့အကုသိုလ်ကဘာချီပြီးတော့ငရဲမှာခံရနိုင်တယ်မလုပ်ဖို့တားတယ်မရဘူးဒေဝတာကလှုပ်လိုက်တယ်သူ့ရဲ့ဖြားယောင်းသွေးဆောင်မှုကိုလက်ခံပြီးတော့တန်ခါ900ကိုခွဲထုတ်သွားတယ်အဲ့လိုခွဲထုတ်သွားတဲ့အခါမှာ ရှင်သာရိပုတ္တရာကမြတ်စွာဘုရားစီတရင်ပို့တယ်ရှင်ဘုရားတန်ခါ900နောက်ကပါသွားတယ်ဒီပဒံနဲ့သူဆိုတော့မြတ်စွာဘုရားကသူတို့ဟာမလိမ္မိုးမလိမ္မာတွေဘာမှနားမလဲပဲနဲ့ပါသွားတာဒီတိုင်းကြည့်မနေချမ်းနဲ့လိုက်ပြီးတော့သူတို့နားလဲအောင်ပြောပြကြအောင်ဆိုပြီးတော့ရှင်သာရိပုတ္တရာရှမောကလန်တို့ကိုလွတ်တာအဲ့ဒါနဲ့ရှင်သာရိပုတ္တရာရှမောကလန်တို့ကဒီပဒံနောက်လိုက်သွားတယ်မြတ်စွာဘုရားရဲ့သဘောကတော့ဒီကိုယ်တော်လေးတွေကဘာမှနားမလဲဘူး မမမယွင်းရအောင်သူတို့နားလဲအောင်သူပြောကြဆိုပြီးတော့မြတ်စွာဘုရားကလွတ်လွတ်သူတို့နှစ်ပါးသွားတယ်